မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ4ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းမစစ်တပ်ကလာစဉ်ခေါ်ယူနေတဲ့စစ်မှုရန်တပ်သားတွေတဲကစစ်မှုရန်အပတ်စဉ်14ကတပ်သား1500ကျော်ဟာကချင်နဲ့ရခိုင်အပါဝင်ရွှေတန်းစစ်မြေပြင်တွေမှာတည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ12ရက်နေ့ကတင်းနှင်းဆင်းခဲ့တဲ့စစ်မှုရန်တပ်သားတွေများကိုရှမ်းမြောင်ကချင်ကရင်ကရင်နီနဲ့ ရခိုင်ရှေတန်းစစ်မြေပြင်များကိုအဓိကစေလွတ်ခဲ့ရာအခုလိုစေလွတ်ခံရတဲ့စစ်မှုထမ်းတပ်သားတွေတွေကတပ်သား900ကျော်ဟာတင်ဆုံသွားခဲ့ပြီးတော့နေရာကျော်ဟာလည်းဒဏ်ရာများရတဲ့အတွက်စေကူသားမှုတွေခံယူနေရတယ်လို့သိရပါတယ်။အပတ်စဉ်14ကတင်ဆုံတဲ့ပျောက်ဆုံးစစ်ရေး900ကျော်တက်ပါတယ်။မြောက်ပြည်မြို့နယ်အာရှလမ်းနဲ့ကော့ကရိတ်ဂွင်းကြရပြည်နယ်ဒီမော့ဆိုရှမ်းမြောင်ကြောင်မဲကချင်ဗမော်နယ်မကွေးရခိုင်အဆက်ငဖဲမြို့နယ်တွေကထိပ်တွေ့တိုက်ပွဲတွေမှာတေဆုံးတဲ့ပျောက်ဆုံးစရင်900ကျော်သွားတာလို့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ ရွှေတန်းစင်မြေပြင်မှာဒဏ်ရာရရှိခဲ့တဲ့အပတ်စဉ်14ကစစ်မှုထမ်းတပ်သား200ကျော်ဟာစစ်ဆေးရုံများမှာဆေးကုသမှုခံယူနေရပြီးတော့ဒဏ်ရာရရှိတဲ့စစ်ခွေးတွေကတော့သက်ဆိုင်ရာမိဘများနဲ့ဆက်တွယ်ခွင့်ရရှိခဲ့တယ်လို့သိရပါဗါဒါပေမဲ့မိဘဆွေမျိုးများကိုစစ်ဆေးရုံကိုလာရောက်ခွင့်မပြုဘူးလို့ပြောပါတယ်။ကြားပြည်နယ်ဒီမော့ဆိုတိုက်ပွဲမှာဒဏ်ရာရရှိပြီးတော့လွိုက်ကော်မျိုးစစ်ဆေးရုံမှာတက်ရောက်ဆေးကုသနေတဲ့စစ်မှုထမ်းအပတ်စဉ်14ကတပ်သားတဲ့တအူးကလည်း အပတ်စဉ်14ကတက်သားတဲ့အများစုဟာရွှေတန်းစစ်မြေပြင်ကိုဆေလွတ်ခံခဲ့ရပြီးတော့ဒေသုံးသူအများပြားရှိနေတယ်လို့၎င်းရဲ့မိဘများထံကနေပြီးတော့အကြောင်းကြားလာပါတယ်ကျွန်တော်သားကလဲကူရဲမော်စစ်တင်တဲ့အကြောင်းမှာအပတ်စဉ်14ဆင်းတယ်၊ကြားဘက်ကိုဆေလွတ်ခံရတယ်၊ဒီမော့ဆိုဖလူဆိုဘက်မှာဒဏ်ရာရတယ်၊လွိုက်ကောစစ်စေးရုံရောက်နေပါပြီ။ကချင်ပြည်နယ်ကိုအပုတ်ခံရတယ်၊အပတ်စဉ်14တင်တန်းဆင်းနေတေတာများတယ်လို့ပြောတယ်။လဲကူရဲမော်စစ်တင်တဲ့အကြောင်းကဆင်းတဲ့အပတ်စဉ်14တော်တော်များများကကချင်နဲ့ကြားဘက်ကိုအပုတ်ခံရတယ် တားကိုလည်းဆေးရုံကဆင်းရင်တက်တာရင်ရှေ့တန်းပြန်သွားရမယ်လို့သူ့အထက်အရာရှိတွေကပြောတယ်ကျွန်တော်တို့ကိုလူကိုယ်တိုင်သွားကြည့်ခွင့်မပြုဘူးဖုန်းပြောလို့တော့ရတယ်ဗီဒီယိုကောခေါ်လို့ရတယ်လို့အပတ်စဉ်၁၄ကဒဏ်ရာရတယ်စစ်မှုရန်တပ်သားတွေရဲ့ဖခင်ဖြစ်သူကသတင်းပေးဖို့ပြောကြလာပါတယ်စစ်ခွေးတပ်ကဒဏ်ရာရရှိတယ် စစ်မှုထမ်းတပ်သားတဲ့များတွေကခြေလက်အင်္ဂါဆုံးရှုံးသွားသူများမတန်ဆွမ်းဖြစ်သွားသူများကိုစစ်သားတဲ့အဖြစ်နဲ့ပြန်လည်မဆင့်ခေါ်တော့ဘူးလို့ပြောပါတယ်။ဒါပေမဲ့တိုက်ပွဲတွင်းမှာပြင်ပဒဏ်ရာသာရရှိပြီးတော့ခြေလက်အင်္ဂါအကောင်းပဂရိကြံနေတဲ့စစ်မှုထမ်းတပ်သားတွေကိုတော့ဆေးရုံကဆင်းနာနဲ့ပြန်လည်တက်တာလာရင်ခြေတန်းကိုပြန်လည်ပို့ဆောင်မှာဖြစ်တယ်လို့စစ်ဆေးရုံမှတွင်အတိပေးအကြောင်းကြားလာတယ်လို့ပြောပါတယ်။ အချက်ပါစစ်ခွေးတက်က2024ခုနှစ်မေလကစတင်ပြီးတော့စစ်မှုရန်အပတ်စဉ်များကိုစတင်ဖွင့်လှစ်ခဲ့ပြီးတော့လာစဉ်လူငယ်အယောက်9000ကိုစစ်သားတဲ့အဖြစ်နဲ့စုဆောင်းလာခဲ့ရာယခုအခါမှာစစ်မှုရန်အပတ်စဉ်18ကိုရောက်ရှိလာပြီးဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ထံကနေပြီးတော့လက်နက်နဲ့ခဲယမ်းအချို့တော်လိုင်းတပ်တွေကရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ၂ရက်နေ့ကရွှေဘုံမြို့နယ်တောင်ပချမ်းတိုက်ပွဲအတွင်းမှာ60မမတလန်ဘုံဒီတလုံးနဲ့ RPG တလုံးကိုတော်လိုင်းတပ်တွေကရရှိခဲ့ပါတယ်။ရွှေဘုံရင်းလေးကရတာလို့သိရတယ်။ကျန်တဲ့ရင်းတွေကလည်းရတာရှိမရှိတော့အတိပြုနေတော့မယ်လို့ရွှေဘုံမြို့နယ်စီရေးသတင်းအရေးမြစ်ကပြောပါတယ်။ အော်တိုဘားလနှစ်ရက်နေကရွှေဘုံမြို့ကနေထွက်လာတဲ့စစ်ခွေးတပ်နဲ့ဒေသခံကာကွယ်အဖွဲ့တွေတာကနန်းကြီးရွာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ရွှေဘုံမြို့နယ်သတင်းမှန်ပြန်ကြားရေးကအသိပေးထားပါဗျ။ ်သက်ဆိုင်ရာတိုင်းရင်းတပ်ဖွဲ့တွေထုတ်ပြန်ပါလိမ့်မယ်လို့ရွှေဘုံမြို့နယ်အခြေစိုက်ကာကွယ်ရေးဘော်တအူးကပြောပါတယ်တကနန်းကြီးရွာကရွှေဘုံမန္တလေးလမ်းပိုင်းဘေးမှာရှိတာဖြစ်ပြီးတော့တိုက်ပွဲကြောင့်လမ်းပိုင်းကိုခိတပိတ်ထားရတယ်လို့လည်းသိရပါတယ်။တိုက်ပွဲဖြစ်ချိန်ရွှေဘုံကညနာနဲ့ထောက်ပို့တပ်နှစ်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်လက်နက်ကြီးတစ်လုံးဟာရွှေဘုံမြို့ပေါ်ကအောင်မြေချမ်းမြေဖုန်ကြီးကျောင်းဝင်းအတွင်းထဲကိုကျရောက်ပြီးတော့73နှစ်နဲ့74နှစ်အရွယ်တာမဏေ၄ပါးပြန်လည်တော်မူခဲ့တယ်လို့သိရပါတယ်။ပြန်လည်တော်မူခဲ့တဲ့ရှင်တာမဏေတွေဟာရှင်ဝိမလရှင်ညာနိကရှင် င်ဥတ္တမနဲ့အခြားတစ်ပါးတို့ဖြစ်တယ်လို့သိရပါတယ်။လက်နက်ကြီး၃ချပ်ပြစ်ခတ်ခဲ့တာဖြစ်ပြီးတော့ဒလုံးကတော့ထူထောင်ရေးရက်ကွက်ရွှေဘုံသာဖရဲအနီးမှာကြက်ရောက်ကမပေါက်ကွဲဘူးလို့မျိုးကန်တွေကပြောပါတယ်။သခိုင်းတိုင်းကဗျူဟာလမ်းတွေနဲ့အဓိကလမ်းပိုင်းတွေကိုစိုးမိုးဖို့စစ်ခွေးတပ်ကစ조사နေပြီးတော့ဩဂတ်စ်လကကမ်ဘလူးမျိုးနယ်ကရွှေဘုံမြေကြီးနားဗျူဟာလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဒါအပြင်ခင်ဦးမျိုးနယ်ကလမ်းပိုင်းကိုပါဆက်လက်ပြီးတော့ထိန်းချုပ်ဖို့စစ်ကြောင်းထိုးခဲ့ပေမယ့် တော်လည်းအင်အားစုတွေကစစ်ကြောပြတ်တဲ့အထိတိုက်ခိုက်နိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကလည်းခင်ဦးရွှေဘိုလမ်းမိုက်တိုက်ပွဲမှာဒုဗုံမှုကြီးအစ်စ်နေအပါအဝင်စစ်ခွေးတော်တော်များများတေဆုံးခဲ့ပြီးတော့လက်နက်တွေနဲ့စစ်တုံးမှန်တချို့ကိုပါဖမ်းဆီးရမိခဲ့တယ်လို့သက်ဆိုင်ရာတိုင်ရင်တွေကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရားမဝင်ရွေးကောက်ပွဲရက်နီးလာတာနဲ့အများရန်ကုန်မှာမြို့ပြပျောက်ကြားအဖွဲ့တွေကလည်းပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုများရော့ကျသွားခြင်းမရှိတဲ့အတွက်ကြောင့်စစ်တပ်နဲ့ရဲအယားရှိတွေဟာအထက်ကကျိမောင်းဖိအားပေးခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေအွန်လိုင်းကဇူလိုင်လ31ရက်နေ့မှာကာလုံအစည်းအဝေးခေါ်ယူပြီးတဲ့နောက်စစ်ကောင်မရှင်နဲ့တရားမုံရဲ့အစိုးရအသစ်ဖွဲ့စည်းက ဒီဇင်ဘာလ28ရက်နေ့မှာတရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်ကိုပြုလုပ်မယ်လို့ကြေညာခဲ့တယ်။ဩဂတ်လကစတင်ပြီးတော့ရန်ကုန်မှာမြို့ပြပျောက်ကြားတို့ရဲ့တိုက်ခိုက်မှုများစိတ်လာတဲ့အတွက်ရန်ကုန်လုံခြုံရေးတာဝန်ကျတဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့အကြီးအကဲတို့ချိန်ပေါင်းခံနေရကြောင်းရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံကသိရပါဗျ။နေပြည်တော်ကနေလမ်းဆဲတယ်လို့ကြားတယ်။ရွေးကောက်ပွဲနီးလာပြီဆိုတော့ဘာသာမှမကြားချင်ဘူးပေါ့။အခုကပောက်ကွဲမှုတွေကလည်းအရင်ကတည်းကပိုပိုပြီးတော့စိတ်လာသေးတယ်။ဘယ်နေရာမှာလှုပ်လှုပ်ဖမ်းမမိတော့ပိုဆိုးတာပေါ့။ အခုအစဲခံနေရတာကအုတ်ကြီးတွေရောပြူစောထီးတွေပါအကျဉ်ခံနေရတာလိုင်းသားရမှာဆိုမကြသေးဘူးဘုံကွဲတန်ကြားပြီးတော့လူမမိရင်အကုန်လုံးကိုတန်းစီပားရိုက်မယ်လို့တပွင့်နဲ့တခတ်နဲ့တကောင်ကအုတ်ကြီးနဲ့ပြူစောထီးတွေကိုကျင်းသွားသေးတယ်လို့၎င်းကပြောပြထားပါတယ်စက်တမလာအတွင်းမှာရန်ကုန်မှာမြို့ပြပျောက်ကြားတွေရဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုခုနှစ်ကြိမ်မအောင်မြင်တဲ့ဘုံဖောက်ခွဲမှုတစ်ကြိမ်နဲ့အတီးပြူရန်စုံစမ်းနေတဲ့တိုက်ခိုက်မှုနှစ်ကြိမ်ရှိတယ်လို့ Rangoon Scout Network RSN ကထုတ်ပြန်ထားပါတယ်များသောအားဖြင့်တိုက်ခိုက်မှုတွေကညဘက်တိုင်းမှာဖြစ်ပြီးတော့ညဘက်မှာလူရှင်းနေတဲ့သားနဲ့မမိတာကိုစစ်ခွေးတွေဘက်ကမကြေနပ်တာမိရအောင်လဲသူတို့စစ်ခွေးတွေကိုယ်တိုင်ကဘုံပြေခံရရင်ကြောက်ပြီးတော့ထွက်လိုက်တာမှမရှိတာငါတို့တော့ထွက်မလိုက်ဘူးဂျန်တဲ့ကောင်တွေအသေးခံကြဆိုတာမျိုးလှုပ်ချင်နေတာလို့၎င်းကဆက်လက်ရှင်းပြထားပါတယ် စက်တင်ဘာလနောက်ဆုံးပတ်အတွင်းမှာရန်ကုန်တိုင်းအဆင့်စစ်ကောင်မရှင်အစည်းအဝေးမှာတိုက်ခိုက်ခံရမှုများကိုအရေးပေါ်တုံ့ပြန်နိုင်တဲ့အစီအမံများချမှတ်ထားရန်နှုတ်မိတ်ပေးထားတယ်လို့သိရကြောင်း၎င်းကပြောဆိုထားပါတယ်။ရန်ကုန်မှာဩဂတ်လအတွင်းပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု9ကြိမ်၊မအောင်မြင်တဲ့ဘုံဖောက်ခွဲမှု3ကြိမ်နဲ့အတိပြုရန်စုံစမ်းနေစဉ်တိုက်ခိုက်မှု3ကြိမ်ရှိတယ်လို့ RSN ကဖော်ပြထားပါတယ်။ရန်ကုန်မှာဇူလိုင်လအတွင်းပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု4ကြိမ်၊ဇွန်လမှာပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု8ကြိမ်၊လောက်ကြံမှု2ကြိမ်မေလမှာပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု9ကြိမ်နဲ့ လှုပ်ကြံမှု2ကြိမ်၊ AB လမှာတိုက်ခိုက်မှု9ကြိမ်နဲ့လှုပ်ကြံမှု2ကြိမ်၊ Match လမှာတိုက်ခိုက်မှု6ကြိမ်၊ February လမှာတိုက်ခိုက်မှု6ကြိမ်နဲ့လှုပ်ကြံမှု2ကြိမ်၊ January လမှာတိုက်ခိုက်မှု3ကြိမ်နဲ့လှုပ်ကြံမှု2ကြိမ်ရှိခဲ့ကြောင်း RSN ကထုတ်ပြန်ထားပါတယ်။တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်ကိုရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ကမာရွတ်၊ကြောက်တရာ၊တိုက်ကြီး၊တွန်တေး၊ဒဂုံမြို့တစ်တောင်ပိုင်း၊ဘိုးတထောင်မရန်ကုန်၊မင်္ဂလာတုံ၊မော်ဘီ၊သင်္ကန်းကျွန်းတန်လျင်နဲ့အလုံးမြွနယ်တို့မှာဒီဇင်ဘာလ28ရက်နေ့မှာပြုတ်လုံမယ်လို့ 维高维高，我们先国土边疆的儿女，我们要看我们的 ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောခရိုင်ဂံကောမြို့ပေါ်မှာကျင်းပပြုလုပ်မယ်သတင်းကျုပ်ပွဲတော်အတွင်ဖျော်ပြဖို့အတွက်ဆယ်လီဖြူဖြူထွေးနဲ့မောင်မုံညိုတို့ဂံကောကိုရောက်ရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်သူတို့နေ့ရောက်ကတော့မနေ့ကအော်တိုဘာလ3ရက်နေ့ညနေ3:00နာရီဝင်းကျင်မှာဟယ်လီကော်ပတာနဲ့ခလာရ90တပ်ရင်းတွေကိုပို့ဆောင်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်ကံကောသတင်းကျုံမှာဖျော်ပြဖို့ရောက်လာကြတာတဲ့ရဟရင်နဲ့လာပို့တာလို့ပြောတာပဲမိုးညုံနဲ့ဖြူဖြူထွေးလို့ကြားတယ် မနေ့ကညနေ3နာရီလောက်ကရောက်တာလို့သတင်းပေးဖို့ပြောကြလာပါတယ်ဆက်ပြီးတော့ဆယ်လီဖြူဖြူထွေးနဲ့မိုးညိုတို့ကသတင်းချုပ်ဖြောပြပွဲအတွက်အသီးသတ်မဟုတ်ပဲနဲ့မဲဆွေအချိုစီယုံရေးအတွက်ပါလှုပ်ဖို့အတွက်ခေါ်ရတာဖြစ်နိုင်တယ်လို့ရှင်းပြထားပါတယ်ဂန်ကောသတင်းချုပ်ပွဲတော်ကတော့လာမယ့်အော်တိုဝါလာ9ရက်နေ့ကနေ9ရက်နေ့အထိတူရှင်နွဲပြော်ရောမြေသတင်းချုပ်ပွဲတော်နာမည်နဲ့၃ရက်တိတိကျင်းပသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဘတ်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တားတဲ့ဆိုပြီးတော့ပြည်သူ64ဦးကိုစစ်ခွေးတပ်ကဖမ်းဆီးအရေးယူထားပြီးတော့ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်တဲ့လှုံ့ဆော်မှုများနဲ့ဝါရဖြတ်မှုများကိုစုံစမ်းဖော်ထုတ်အရေးယူသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ3ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကောမဒီဗဟိုကောမဒီအစည်းအဝေးမှာအခုလိုမျိုးပြောဆိုသွားခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပြတ်ပြားစေရန်ဤအမျိုးမျိုးနဲ့ကျူးလွန်သူများကိုဖော်ထုတ်အေးအေးယူခြင်းများဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။စက်တဘာလ30ရက်နေ့မှာတနိုင်ငံလုံးမှာရွေးကောက်ပွဲပြပြားစီရန်နှောက်ရတယ်ဆိုပြီးတော့ပြည်သူစုစုပေါင်း64ဦးကိုဖမ်းဆီးအရေးယူထားပြီးတော့ အမှုပေါင်း24ခုဖွင့်လှစ်ထားတယ်လို့သိရပါတယ်ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်တဲ့လှုံ့ဆော်မှုများဝါရဖြန့်မှုများကျူးလွန်နေသူများကိုစုံစမ်းဖော်ထုတ်ရေးယူသွားရန်လိုအပ်တယ်လို့စစ်ခွေးလောက်ခံပြည်ထောင်ဝင်ကြီးဆိုတဲ့ထို့ထို့နောက်ဒုတိယဗိုလ်ချုပ်ကြီးကပြောဆိုထားပါတယ် စစ်တပ်ရဲ့ရွေးကောက်ပွဲအတွက်စစ်တပ်ပြည်သူစစ်ပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့မိဖက်အဖွဲ့များနဲ့အတူပြည်ထရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့တပ်ဖွဲ့ဦးစီးဌာနများအလုံးကပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ရမယ်လို့၎င်းကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ခွေးတပ်ဟာအခုနှစ်ကုန်ပိုင်းမှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုကာကွယ်ရန်အတွက်နောက်ဆက်ဖြတ်စည်းသူများကိုထောင်တန်းအနည်းဆုံး၃နှစ်ကနေထောင်တန်းတစ်သက်တစ်ကျွန်းနဲ့ဒေဒန်များပါချမှတ်နိုင်တဲ့ရွေးကောက်ပွဲနောက်ဆက်ဟန်တားမှုများကာကွယ်ရေးဥပဒေကိုဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့ကြောင်းတင်ရရှိပါတယ် ယ်ခမောင်းဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်နဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်တို့ကိုအချမ်းဖတ်စစ်ခွေးတပ်ကဒီကနေ့မနက်ပိုင်းမှာလေရင်နဲ့ဘုံများချဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘားလ၄ရက်နေ့မနက်9:46မိနစ်အချိန်မှာအချမ်းမတ်စစ်တပ်ကဒီဘောမြို့နယ်အတွင်းမှာရှိတဲ့နမ်ဟိုးနွဲ့ရွာနယ် ဂေါ်ဒန်ချေးရွာကြားကိုလေရင်နဲ့ဘုံချဲချခဲ့တယ်လို့သိရပါဗျ။အခုလိုဘုံချဲချမှုကြောင့်ထိခိုက်မှုတစုံတရာရှိတယ်လို့မကြားသိရသေးပဲလေကွင်းပြင်ထဲကိုဘုံများချရောက်ပောက်ကွဲခဲ့တယ်လို့သိရှိရကြောင်းတီဘောမြုပ်ကဒေသခံပြည်သူများကပြောပါတယ်။ နမ်မဟုံးရဲရွာနဲ့ဂေါ်ရန်ရွာကြားကလေကွင်းထဲမှာဘုံကြောက်ရောက်ပောက်ကွဲပါတယ်အထိကရှိတယ်လို့တော့မကြမိသေးဘူးမြို့ပေါ်ကိုကြာတာတော့မဟုတ်ဘူးလို့ဒီဘောဒေတာကန်ပြည်သူတအူးကအတိအပြုပြောကြားထားပါတယ် DNL ရဲ့ထုတ်ပြန်ကြမှာတော့ဒီကနေ့မနက်8:46မိနစ်အချိန်မှာဒီဘောမြို့နယ်မန်ဟဲကျေးရွာမှာရှိတဲ့ရဲစခန်းဟောင်းအတွင်းကို Jet Fighter နဲ့ပေါင်250ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်ထိခိုက်မှုဒဇုံတရာတော့မရှိဘူးလို့သတင်းဖော်ပြထားပါတယ်။အော်တိုဘာလ2ရက်နေ့ည10:15မိနစ်အချိန်မှာ စစ်တပ်ကဒီဘောမျိုးကိုလေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ဒီဘောမျိုးနဲ့စံဖိတ်ကြီးရွာမှာရှိတဲ့ကုမှုဒရာဟိုတယ်ကအဆောက်အုံတစ်ခုထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲဒီကနေ့အော်တိုဘားလ4ရက်နေ့မနေ့တနေ့23မိနစ်အချိန်နဲ့တနေ့34မိနစ်အချိန်တို့မှာချင်းပြည်နယ်မင်းတပ်မျိုးရဲ့နေရာနှစ်နေရာကိုလေကြောင်းတိုက်ခိုက်မှုနှစ်ချိန်ပြုလုပ်သွားတယ်လို့သိရပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေရဲ့နေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီးတော့ ပြည်သူ၃ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ CDF မေးတပ်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ